ကိုဘူဒါမြန်မာနဲ့ကိုဘူဒါ GPS တို့ပူးပေါင်းပြီးကိုဘူဒါအသေးစားမြေတုဆက်လက်တွေ့တရုတ်ပြတ်တာပွဲကိုနေပြီးတော့ဥတ္တရတိရီမြို့နယ်မင်းကုန်းကျေးရွာအုပ်စုတွင်မှကျင်းပပြုလုပ်ခဲ့ပါတယ်အဆိုပါပြပွဲကိုဖိတ်ကြားသောဧည့်သည်တော်များအုပ်လုပ်ငန်းရှင်များအခြားစိတ်ပါဝင်စားသောလုပ်ငန်းရှင်များလည်းတက်ရောက်ခဲ့ကြပါတယ် ခမ်းနားစီစဉ်များလို့တော့မနက်9:00နာရီချိန်မှာစတင်ခဲ့ပါတယ်။ Okay ကြားရတာကျွန်တော် Apprentice များအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်ဒီနေ့ခမ်းနားလေးကတော့ကုဗတာမြန်မာ Company Limited နဲ့ကုဗတာ GPS Company Limited တို့ပူးပေါင်းပြီးတော့စီစဉ်တဲ့ဒါကျွန်တော်တို့ Ultra Theory မြို့နယ်ဒါကျွန်တော်တို့ Main Gong အုပ်စုအတွင်းမှာရှိတယ်ကျွန်တော်တို့အာအုပ်လုပ်ငန်းရှင်များတောင်သူများနဲ့ဒါကျွန်တော်တွေ့ဆုံပြီးတော့ဒီနေ့ကျွန်တော်တို့ကုမ္ပဏီရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ဒါအသေးစားမြေဒူးဆက်လက်တွေ့တရုတ်ပြမောင်းနှင်မွဲအခမ်းအနားလေးကိုဒါကျွန်တော်အစီအစဉ်ကျင်းပတာပဲဖြစ်ပါတယ်အခမ်းအနားစတင်နေတဲ့ကြိုင်နဲ့အခမ်းအနားမှုမှာအခမ်းအနားစီစဉ်များကိုဖတ်ကြားတင်ပြခဲ့ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့ ျွန်တော်စီရဲ့ဝန်ထမ်းများနဲ့ပထမဦးစွာမိတ်ဆက်ပေးပါမယ်။ဦးစွာပထမတစ်ပတ်ကိုကျွန်တော်မိတ်ဆက်ပါမယ်။ကျွန်တော်ကတော့ဒုနောင်တက်ရောက်လာသောဧည့်သည်တော်များအားကိုဗိုဒါမြန်မာနဲ့ကိုဗိုဒါ GPS ကုမ္ပဏီတို့မှဝန်ထမ်းများနဲ့မိတ်ဆက်ပေးခဲ့ကြပါတယ်။မတော်ကူရာတော်ကူမီကဆိုလို့ရှိရင်တော့ကုလားပိုင်းနှစ်ရက်နေမှာဆိုရင်ဒါ30ဒီနေ့တိခဲ့ပြီဖြစ်ပါတယ်မတော်ကူ ရှင်ပထမပထမလေးနဲ့ပတ်သက်ပြီးတော့မှခန္ဓာစီစဉ်များအရာကိုဘူရာ GPS မှာတာဝန်ရှိသူနေပြည်တော်ပြည်မနာရုံးတာဝန်ခံမှကုမ္ပဏီเจ้าများကိုရှင်းလင်းပြောကြားခဲ့ပါတယ်ဆက်လက်ပြီးကိုဘူရာမြန်မာကမ္ပဏီလီမိတက်မှာတာဝန်ရှိသူကလည်းကိုဘူရာမြန်မာကမ္ပဏီလီမိတက်ရဲ့အကြောင်းကိုမိတ်ဆက်ပြောကြားခဲ့ပါတယ်ဒီမှာအကြောင်းလေးကိုလည်းအနေနဲ့မိတ်ဆက်ပေးပါမယ် ကျွန်တော်ဒါဟိုဒါကုမ္ပဏီအားဆိုလို့ရှိရင်ကျွန်တော်တို့1890ခုနှစ်ဝန်းကျင်လောက်ကစပြီးတော့ကျွန်တော်ဂျပန်နိုင်ငံအိုဆာကာမြို့မှာကျွန်တော်စတင်တည်ထောင်ခဲ့ပြီးတော့လက်ရှိအချိန်ထိကျွန်တော်တို့နိုင်ငံပေါင်း120ကျော်ကိုဒါကျွန်တော်တို့ကုမ္ပဏီအားအမှန်စိတ်ထောက်ကုန်နေဒါကျွန်တော်တို့ဖြန့်ချီကြောင်းချနေခဲ့တာဖြစ်ပါတယ် ကျွန်တော်တို့ကွန်ပျူတာအကုမ္ပဏီအကြောင်းလေးနဲ့ကျွန်တော်တို့ရဲ့လုံဆောင်ချက်တွေကျွန်တော်တို့ထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေအကြောင်းကိုကျွန်တော်ကြံပြင်းလိမ့်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီနေ့မှာကျွန်တော်တို့ဒီအခုပြသထားတဲ့ကျွန်တော်တို့အသေးသားညတူးဆက်၅တန်နဲ့၈တန်အကြောင်းကိုကျွန်တော်တို့အသေးစိတ်လိမ့်ဆက်ပြီးတော့လက်တွေ့တွေ့ပြမောင်းနေမှုကိုကျွန်တော်တို့ပြသတော့မှာဖြစ်ပါတယ်ဆောင်းဆောင်းကြည့်ရှုလေးကိုမြစ်တာရဲ့ခံပါတယ်ခင်ဗျာခန္ဓာစီစဉ်များအရာပူပူတာ ားတသမ9ရန်နဲ့ရှစ်တန်းအသေးသားမြေသူးစန်းနဲ့ပတ်သက်ပြီးကိုဗိုဒါမြန်မာမှာတာဝန်ရှိသူမှအသေးစိတ်ရှင်းလင်းပြသခဲ့ပါတယ်တလဲ၍စိတ်ပါဝင်လာသောလုပ်ငန်းရှင်များအော်ပရေတာညီကိုများမှကိုဗိုတာ ၅တမ၅တန်နဲ့၈တန်အသေးသားမြေတူးဆက်ကိုလက်တွေ့စမ်းသပ်မောင်းနေခဲ့ကြပါတယ်။စမ်းသပ်မောင်းနေမှုနဲ့ပတ်သက်လို့မောင်းနေသူ operator ညီကိုများမှာအခုလိုပဲမှတ်ချက်ပြုဖြေချပေးခဲ့ကြပါတယ်။ဒီကျွန်တော်တို့ကွန်ပျူတာ၅တန်လေးကိုဘယ်လိုမှတ်ချက်ပေးခြင်းလဲမသိဘူး။ကောင်းပါလေပေါ်သွားပြီဗျာသူရုံးသွဲအားလုပ်တာတော့ကြိုက်တယ်ဟုတ်ကဲ့အားလားတော့ တ်ချက်ပေးနေတာဟုတ်ဒီမောင်းနေတဲ့ control အနေနဲ့ဟိုကိုအနေနဲ့စူးဖြစ်လာပေါ့ control အနေနဲ့ဟိုရောင်မအောင်စက်ပြန်လာတို့တွက်တာတို့အဲ့လိုမျိုးစိတ်တိုင်းစိတ်သွားတိုင်းကိုပိုင်ရလား control อ่ะအားလုံးတော့ပါဟုတ်ကဲ့ဟုတ်ကဲ့အခုလိုမှတ်ချက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ မိတ်ချက်လေးလေးရအောင်ကျွန်တော်နာမည်ပြည့်ပြအောင်ပါခင်ဗျာပြည့်ပြအောင်ဟုတ်ကဲ့အခုအခုစက်မောင်းကဘယ်လောက်ကြာပြီလဲမသိဘူးကျွန်တော်စက်မောင်းက7နှစ်လောက်ရှိပါပြီခင်ဗျာဟုတ်တခြားဆက်မျိုးစားတွေဘယ်လောက်လောက်မောင်းလဲဟောတခြားဆက်တွေနဲ့ဆိုလို့ရှိရင်တော့ဒီကုပ္ပဒါဆိုတော့ကျွန်တော်ခြိုက်တဲ့မျိုးစားတွေမှာလည်းပါပါတယ်မောင်းလာတယ်ရန်တွေ့ပါတယ်ဟုတ်ကဲ့ ုတခြားဆက်တွေနဲ့ရှင်လို့ရှင်ကျွန်တော်တို့ဟွာပေါ့နော်တခြားဆက်တွေနဲ့ရှင်ပြီးတော့ကျွန်တော်တို့ဒီကွန်ပျူတာမောင်းရတဲ့ဘယ်လိုကောင်းလဲခန်းစားချက်လေးပေါ့နော်အခုရဲ့ကွန်မန်လေးခန်းစားချက်ကတော့ဒီကွန်လိုဘိုင်းလေးပါရီကဘုံစီဘိုင်းလိုလက်ဟုတ်ကဲ့တင်းကတော့လက်တွေတော့တော်တော်မောင်းကောင်းပါလေဟုတ်ဟုတ်ကဲ့ပူပူလိုလည်းရောက်ပါရဲ့ရောက်ပါရောဒီစင်တဲ့နေရာလည်းလောကဒီဘက်ကတိရောက်ရောက်နေတိုင်းတာမှာစိတ်ကြီးနေမှုရှိပါလေဆက်ဒီစက်ဒီစက်မောင်းရတာဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်အခုတော့ ာပါเนาะကျွန်တော်ကတော့ဒီကိုဒါ GPS ကမျိုးစရာဖြစ်ပါတယ်စမ်းသပ်မောင်းနေခြင်းပြီးဆိုပြီးเนาะခန်းသားစီစဉ်များရကိုဘူဒါ GPS နေပြီးတော့ရုံးမဲ့အယောင်းတာဝန်ခံမှာရောင်းနှီးစနစ်များနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားပေးခဲ့ပါတယ်ခန်းသားနောက်ဆုံးစီစဉ်များအရစူပေါအမှတ်တရတပ်ပုံများရှယ်ကူးခဲ့ကြပါတယ် ခုခုကျွန်တော်တို့ရဲ့ဒီတရုတ်ပြအစီအစဉ်လေးကတော့ကျွန်တော်တို့ဘက်ကတရုတ်ပြမှုကတော့ဒီသိသွားပါပြီ။ဒါဝကြီးတို့မတရားဓာတ်ပုံများရေကူးပြီးနောက်မှာတော့ခန္ဓာပြီးဆုံးကြောင်းကျင်ညာပြီးအခမ်းအနားတက်ရောက်လာသူများအားနေလေစားဖြင့်တည်ခင်းအခံခဲ့ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ကိုပိုရာချစ်သူလုပ်ငန်းရှင်များအားလုံးလည်း စီးပွားလက်လာပါတွေတိုးတက်ပြီးတော့ကျမ်းမာ၍ချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်တို့ကိုပိုတာ GPS ကံမီမိသားစုများကိုစားဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ